ားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာကျုံမိတ်ဆွေများအတွက်ကျွန်တော်တက်တော့ခန့်နမိတ်ကြည့်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့တင်းလာသားမိအတွက်ပါဒီဆက်တလာပိုင်းအတွက်တင်းနာသားမိအတွက်အချီရင်အိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကင်းပညာရေးသားမိကံကောင်းဆုံးစုံနေတော်လေးကြည့်ပေးမယ်ပြီးရင်ဘီဝဲနောက်မှာကျွန်တော်ရေတရားလေးလည်းပေးမယ်ဒီရေတရားအောင်လောက်ထားမယ်ဆိုရင်ဒီဆက်တလာပိုင်းမှာတင်းလာသားမိအတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေတရားဖျောက်လောက်ပြီးပါကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ ရိုလေးမစားတင်ခင်မှာကျွန်တော်အခုကြီးလေးတစ်ခုတောင်းချင်ပါတယ်ကို့လိုမျိုးပဲအခက်ခဲတွေအကျက်တွေเนาะရင်ဆိုင်နေရတဲ့တူတွေဒီနေ့လောက်သားမိတွေမြင်တွေ့ရအောင်แชร์ဝင်မြချင်းလို့ကိုလောကလောကမေးပါတယ်ခင်ဗျာကဲမိတ်ဆွေแชร์တဲ့ချက်ကကို့လိုတစ်ခုရရှိမှာမလို့ပါမိတ်ဆွေကျွန်တော်ကလည်းဒါထပ်တူကို့လိုရရှိမှာဖြစ်တယ်ဒါကြောင့်ဒီဗီဒီယိုမြင်လာတဲ့แชร์ပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာဒီနေ့လောက်သားမိတွေဒီလာမဲ့ဆက်တလပိုင်းမှာကံကောင်းနေလားကံဆိုးနေလားနှခုနဲ့မေးရင်ကောင်းအားက60လောက်ရှိနေပါတယ် သတိထားရမှာ40လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကတော့အညံ့ထဲမှာရောက်ရှိနေတဲ့အတွက်ကြောင့်မို့အထူးယူဆရမယ်ကာလတခုဖြစ်ပါရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့သတိထားပါငွေချီတော်တွေအာမခံပြီးတာတွေမလုပ်သေးပါဘူးကိုရစာရှိတဲ့ငွေရလည်းလွယ်လွယ်နဲ့မရတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်ဒါကြောင့်ငွေကြေးနဲ့ပတ်သက်မယ်ဆိုရင်တော့အထူးယူဆပါခင်ဗျာငွေကြေးနဲ့ပတ်သက်ပြီးတော့အညံ့ထဲမှာရှိနေလို့ပါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လည်းငွေတွေအရင် မတုံးဆွဲတည်ဘူးကံနဲ့ပတ်သက်ပြီးတော့တိတ်မဆန်းတည်ဘောနော်အဲကံနဲ့ပတ်သက်ပြီးကိုယ်အလုပ်လုပ်နေတယ်ဆိုရင်အထူးရိုက်ဆိုင်ပါကိုယ်စုဆောင်တဲ့ငွေကြေးတွေပလုံသွားမှာဖြစ်ပါတယ်အရန်ကောင်းနေတာတစ်ခုကတငယ်ချင်းမိတ်ဆွေကံနဲ့ပတ်သက်တော့ကိုယ်အရန်ကြိုးပေးတဲ့တငယ်ချင်းကောင်းတွေရှိနေတယ်နော်ကိုယ်ကိုကူညီထောက်ပံ့မဲ့မိတ်ဆွေကောင်းတွေရှိနေတယ်ရက်ဝေးရတငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေရနော်အကျိုးပေးလိမ့်မယ်ဒါကြောင့်တငယ်ချင်းမိတ်ဆွေကံနဲ့ပတ်သက်မယ်အရန်ကောင်းပါတယ် မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ညံ့နေတာတော့မဟုတ်ဘူးမိသားစုထဲမှာနားလည်မှုလွဲတာတွေအဆင်မပြေတာတွေတော့ဖြစ်တတ်တယ်ဒီတစ်ချက်တော့နည်းနည်းလေးကူဆန်ရမှာဖြစ်ပါတယ်အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုတော့ရန်အားကောင်းပါတယ်ခင်ဗျအိမ်ဝယ်မှာလားအိမ်ရောက်မှာလားเนาะအကျိုးပေးတယ်ရောက်မယ်ဆိုရင်လည်းအကျိုးပေးတယ်ဝယ်မယ်ဆိုရင်လည်းအကျိုးမြတ်တွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်လည်းရန်ကောင်းပါတယ် တိရသားပြီးတွန်ဒီဆက်တလပိုင်းမှာအချိန်နဲ့ပတ်သက်တာအရန်အားကောင်းနေတဲ့ကာလတစ်ခုဖြစ်တယ်။မမျော်လင့်ပဲအိမ်တော်ရင်ကြတာမျိုးတွေဂျုံတွေးနိုင်ပါတယ်။ဒါကြောင့်အိမ်တော်ကြခဲ့မယ်ဆိုရင်လေစီးပွားဘက်တွေဖြစ်နေတာမျိုး၊နောက်စီးပွားရေးတွေအဆင်ပြေတာမျိုး၊အလောက်ကိုင်းတွေအဆင်ပြေတာမျိုး၊ဝေးချေးတွေစုမိဆောင်းမိတာမျိုးတွေဂျုံတွေးနိုင်နေတဲ့ဒါကြောင့်ဒီဆက်တလပိုင်းမှာလွန်ငယ်နေတဲ့အိမ်တော်ရုတ်တရက်ကြပါမယ်ဆိုရင်အရန်ကောင်းပါတယ်။ပြီးတော့ရင်အချိန်နဲ့ပတ်သက်လည်းအရန်ကောင်းပါတယ်။ နော်ကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်ပေါ်လာမဲ့လာလာဖြစ်တယ်လို့နော်ကိုယ်နဲ့အဆင်မပြေတဲ့ချစ်သူကြီးစားတွေရှိတယ်ဆိုရင်လည်းအများဆုံးအဆင်ပြေသွားမယ်လာလာဖြစ်ပါလေနောက်တစ်ချက်ရန်ကောင်းနေတာတခုက နော်မျက်နှာအကြည်တတ်ရမယ်ဆိုတဲ့လာလာဖြစ်ပါလေကိုပြောဆိုများအောင်မြင်နေပေါ့နော်ကိုပြောတဲ့စကားတွေကိုလည်းလက်ခံနိုင်တဲ့သူတွေကများတာပေါ့နော်ဒါကြောင့်ကိုမျက်နှာမြင်တာနဲ့ချစ်တယ်ခင်တယ်တနာတယ်ဆိုတဲ့လာလာဖြစ်တော့ကြောင့်မို့အရန်ကောင်းပါလေခင်ဗျာအထူးဒိဋ္ဌာယမှာကအိမ်တော်ရေးနဲ့ပတ်သက်တာ အိမ်ဆောင်တဲ့တွေနေနဲ့ကိုယ့်ရဲ့အိမ်ဆောင်ဘက်နဲ့ကိုယ်နဲ့ကတော့နားလည်မှုတွေတွဲပြီးတော့အဆင်မပြေတေးတေးမွားမွားတွေဖြစ်တတ်တယ်။အဲ့ဒါကိုထိန်းချုပ်နိုင်မယ်ဆိုတော့အရှင်းပြေတယ်။ထိန်းချုပ်မနိုင်ဘူးဆိုရင်ဒီစက်တာပိုင်းမှာကွဲတာတွေပြေးတာတွေဖြစ်နိုင်တယ်။အကြောင်းခဏကြောက်ပြောလို့မျိုးပဲဒီတေးတေးမွားမွားနေအကြီးမဖြစ်အောင်သူပြဆိုင်ပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာ။ကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ခင်ဗျာ။ကျမရင်းနဲ့ပတ်သက်ပြီးတော့နော်ဒိဋ္ဌာယမှာကကိုနဲ့မတည့်တဲ့အစားစားတွေနော်ကိုနဲ့ကျမကြီးကိုကျမကြီးညံ့စီမဲ့အရာတွေမလုပ်မိအောင်သူပြဆိုင်ပါ လည်းနမိတ်ကတရားသူကြီးနမိတ်ဖြစ်တဲ့အကြောင်းမို့ကကောက်ကောက်မမွန်နေမယ်မှန်မှန်ကန်ကန်စားတော့မယ်ဆိုရင်တော့အကျိုးထူတွေရရှိမယ်ကိုကဂယုမဆိုင်ဘူးလှုပ်ချင်တာစောင့်လုပ်နေမယ်ဆိုရင်ကျမကြီးကညံ့သွားတတ်ပါတယ်ဒီတစ်ချက်တော့အထူးယူဆရမှာဖြစ်ပါတယ်ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်ဒီဆက်တလပိုင်းမှာတင်းနာတိုက်ပြီးတော့အရန်အားကောင်းနေတယ်အရန်အကျိုးပေးနေတဲ့လာတာဖြစ်တဲ့အကြောင်းမို့ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်ထွေထူးပြောစရာမလိုဘူးဘာသာတရားအားကောင်းနေဆိုရင်လာလာဖြစ်တဲ့အကြောင်းမို့အရန်ကောင်းပါတယ်ခင်ဗျာ ဒါကြောင့်အတိတ်တန်လေးတွေဝင်ကြည့်ပါအတိတ်တန်ပြည့်တွေစိတ်ကြည့်ပါကိုဖြစ်ချင်တဲ့ဆန္ဒတွေအလွယ်တကူပြင်းပြအောင်မြင်သွားမယ်ဆိုရင်လှသလားဖြစ်ပါတယ်အရန်ကောင်းပါလေနော်နောက်တစ်ချက်ကောင်းနေတာမဟုတ်ကအလောက်ကန်စီးပွားရေးနဲ့ပတ်သက်တာအရန်ကောင်းနေအလောက်တစ်စတင်ချင်တာလားအလောက်တစ်တိုးချဲ့ချင်တာလားနော်အလောက်တွေပြောင်းဆွေးချင်တာလားကိုပိုင်လို့တွေလှုပ်ချင်တာလားလှုပ်လို့ရတယ်အကျိုးပေးတယ်ကြားလာနမိတ်ကဘယင်တယောက်ကနော် အဲသူကကျဲတွေကိုနင်းထားတယ်ပြီးတော့ရင်လက်နဲ့လဲကင်ထားတယ်ခေါင်းပေါ်မှာလဲတင်ထားတယ်ဆိုတဲ့နမိတ်ဖြစ်တယ်ဒီနမိတ်ကအရန်ကောင်းတယ်ဒါကြောင့်မို့လောက်ကင်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လတာဖြစ်တဲ့ကြောင့်မို့အဆင်ပြေပါတယ်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုရေတင်လှုပ်လိုက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်နောက်တစ်ချက်ကောင်းနေတာကကံနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းတယ် နော်မွေးကတော့စုမိစောင်းပြီးတော့မရှိဘူးကံနဲ့ပတ်သက်တော့အာကောင်းတယ်အဲ့လိုမျိုးဖြစ်နေတယ်ငွေကြေးနဲ့ပတ်သက်ခဏကြောင်ပြောခဲ့တဲ့မျိုးပဲငွေတွေမစုမိမစောင်းပြီးငွေကုန်ကျစရိတ်များနေတတ်တယ်ဒါပေမဲ့ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်နော်အကျိုးမြတ်တွေတော့ရှိနေတယ်ဟိုအချောင်ရမယ့်ကိစ္စတွေပေါ်လာနိုင်တာပေါ့လေဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လေငွေတွေဝင်လာမယ်ဆိုတဲ့နမိတ်တစ်ခုမှရှိနေပါတယ်ကံနဲ့ပတ်သက်ပြီးတော့အရန်အာကောင်းတယ်ဒီတော့တဲ့မှာကွာခီးဝေးသွားတာတွေခီးထွက်တာတွေလုပ်လို့ရပါတယ်ရွက်ဝေးကတကယ်ချင်းအကူကြီးထောက်ပံ့ကောင်းတယ်လည်းရရှိမယ်အလေပတ်သွားမယ်ဆိုရင်လည်းအကျိုးပေးတယ် အရန်ကောင်းပါတစ်ချက်လေအရန်ကောင်းနေဒါကြောင့်မို့အဒီစတရပိုင်းမှာအရန်ကောင်းနေတာတစ်ခုကခီးဝေးသွားတာလေကြီးထွက်တာတွေရောအရန်ကောင်းနေနော်အတူချုံလေးကျွန်တော်ပြန်ပြောပြပါမယ်နံပါတ်တစ်ချက်သတိထားရမှာကငွေကြေးရေးဥစ္စာပစ္စည်းနဲ့ပတ်သက်တာအထူးကြီးဆိုင်ပါတိတ်အကျိုးမပေးတဲ့မှာပါတော့ကြောင့်ငွေကြီးစုမိဆောင်ပြီးအားကနေမယ်မိတ်ဆွေကံတငယ်ချင်းကံတွေကောင်းတယ်မိတ်ဆွေကူညီတငယ်ချင်းကူညီထောက်ပံ့ကောင်းတယ်ရှိလိမ့်မယ်နောက်တစ်ချက်က မိသားစုရေနဲ့ပတ်သက်ရုပ်အပြည့်မိသားစုရေကံကကောင်းတယ်ထွေတူးမရှိဘူးเนาะအခြေအနေပတ်သက်မဲ့ဆိုရင်လည်းကောင်းတယ်မမျော်လင့်မဲ့အိမ်တော်တွေကြားနိုင်ကြီးရှိတယ်ပြီးတော့မျက်နှာရမ်းပွေနဲ့လာလာဖြစ်တဲ့ကြောင့်မို့เนาะအရန်အားကောင်းပါတယ်เนาะမျက်နှာပွေတာတွေမျက်နှာအကြည့်တက်ရတာတွေလည်းရှိတယ်ကောင်းပါတယ်နောက်တစ်ချက်အိမ်တော်ရေနဲ့ပတ်သက်နည်းနည်းလေးကြည့်ထားပါအိမ်တော်ရေနဲ့ပတ်သက်နားလည်မှုတွေတာတွေအဆင်မပြေတာတွေဖြစ်တတ်တယ်ကျမရေနဲ့ပတ်သက်မဲ့ဆိုရင်တော့ကိုယ်နဲ့မတည့်တဲ့အစားအစာတွေကိုယ်နဲ့မအပ်စက်တဲ့နေရာတွေမသွားနဲ့မလုံနဲ့ပေါ့နော်။ဒါကျမရေပတ်သက်မဲ့ဆိုရင်အထူးကြီးစိုက်ပါလို့ပဲအကြံပြုချင်တယ်။ ဘာသာတရားနဲ့ပတ်သက်မယ်ဆိုအထိတ်ထန်လေးလေးဝင်ကြည့်ပါနော်အလွယ်တွေကိုအထိတ်ထန်တွေအောင်မြင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်အလုတ်ကိုင်းစီးပွားရေးပတ်သက်ရန်ကောင်းတယ်အလုတ်တွေစတင်ခြင်းစတင်လိုက်အလုတ်တွေတိုးချက်ခြင်းတိုးချက်လိုက်အကျိုးပေးတဲ့အောင်မြင်မယ်ဆိုတဲ့လာသလာမှာရှိနေပါတယ်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တဲ့တယောက်ကံလေးတွေစမ်းကြည့်ပါကံစမ်းကျင်နေဆိုရင်တော့ငါးပါးတဲ့နံပါတ်တွေကအကျိုးပေးတယ်ကံကောင်းနေတဲ့အကြောင်းကလိမ္မော်ရောင်ကကံကောင်းပါတယ်ဒီဆက်သလာပိုင်းမှာသင်လာတာပြီးခီးဝေးသွားတယ်ခီးထွက်လာတယ်လှုပ်လို့ရတယ်အကျိုးပေးပါတယ်နော်ကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားကိုကျွန်တော်တို့လက်လုပ်ကြမယ်ခင်ဗျာ ီရီယာလည်းလောက်ချင်အပြည့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီရီယာလက်ကြည့်ကြမယ်ခင်ဗျာဒီစရပိုင်းမှာတင်းနောက်သားမျိုးတွေကံကောင်းခြင်းနဲ့ငွေကြီးတွေဝင်ခြင်းနဲ့ဆိုရင်တော့ရန်တရားနှမျိုးပြုတ်လို့ရမှာဖြစ်ပါတယ်အရန်လည်းတွေ့ကူပါတယ်ခင်ဗျာလောက်ရမယ်ရန်တရားကနံပါတ်၁တစ်ချက်နေနဲ့နော်တင်းလာနေမနက်9:45နဲ့5မိနစ်မှာတကြံသမင်းလေးတွေကိုချက်ပြီးတော့ဖျားအောင်ကတ်လူလူတန်းပေးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတန်ခါတော်တွေရှိတယ်ဆိုတော့တန်ခါတော်တွေလည်း စွန်းချက်ပြီးတော့လှူဒန်းပေးပါဒါစွန်းလောင်းပေးပါပေါ့နော်ဒီရတရားကိုပြုလုပ်ခြင်းအပြင်ဒီဆက်တလပိုင်းမှာတင်နာသားတွေကံကောင်းခြင်းတွေကုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒုတိယရတရားကဒီလိုကြွကြွအဲ့လေးထဲမှာဆန်လေးနော်အမြောင်ကြီးဆန်က9စီတတိကိုထည့်ပြီးတော့ရင်ဒီအဲ့လေးကိုကြကြနာနဲ့လှလှပလေးကိုခောက်ပြီးတော့ကိုယ့်ရဲ့ပတ်စံအိတ်ထဲမှာဆောင်းနာခြင်းအပြင်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်အဆောင်တဘောမျိုးနဲ့ဆောင်းနာလိုက်ပါခင်ဗျာတင်နာသားတွေအခုကျွန်တော်ပြောတဲ့အချက်တွေလိုက်နာနိုင်မယ်ဆိုရင်တော့ နော်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်။ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။အခုကျွန်တော်ပြောတဲ့ရတရားကိုဒါတိတိကျကျလေးလိုက်လုပ်ပေးပါခင်ဗျာ။ဒီရတရားကိုလိုက်လုပ်ခြင်းအပြင်ဒီလာမယ့်စက်တာပိုင်းမှာကောင်းသောနမိတ်ကောင်းသောအသိကောင်းသောငွေကြီးကောင်းသောမိသားစုဝတွေနဲ့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ကယုံကြည်ဖို့ရည်ရည်ကြည်ပါတယ်ခင်ဗျာ။အခုကျွန်တော်ပြောတဲ့အချက်အလက်တွေမှာမိတ်ဆွေတို့နားမလည်တာတွေရှိတယ်၊မစင်းတာတွေရှိတယ်ကျွန်တော် comment ချက်လောက်မှတ်လာပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးအဆုံးမတက်ခင်မှာကျွန်တော်အခုကြီးတစ်ခုတောင်းချင်ပါတယ်။ဒီဗီဒီယိုမျက်နှာနဲ့ share ခြင်းဝေမျှခြင်းလုပ်ဖို့လုံဝလုံဝမေးပါတယ်ခင်ဗျာကိုလိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေရင်ဆိုင်နေရတဲ့မိတ်ဆွေတွေမြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေတွေတုန်းကထပ်တူကုလိုရမှာဖြစ်ပါတယ်အသိပွားမှာလည်းပဋ္ဌာန်းဆက်တွေရင်ဆက်တွေစုံတွေ့မှာဖြစ်ပါတယ်ကဲကျုံမိတ်ဆွေတွေပျော်စွင်နောက်မီတာစုဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လည်စုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ